ချင်းတဲ့ပတ်သက်တဲ့စကားဆိုတော့အရင်လပရလို့ခန်းစားရတယ်ပေါ့နော်အဲအချစ်ရှိရင်တော့ဘယ် language မှာအချင်းနဲ့ပတ်သက်တဲ့စကားဖြစ်ဖြစ်ပြောလိုက်ရင်လေအမတော်မတေးရောက်တတိယသွားလားမသိပါဘူးပြောတော့ချစ်ချင်းပြောကုန်တယ်ပေါ့နော်အဲ့လိုမျိုးလေးပါဟုတ်အဲ့ဒါလေးတော့လပလေကြိုက်တယ်ပေါ့နော်။အမင်းကလေးတွေကအဲ့လိုလေချစ်တယ်နော်ဆိုမှကြည့်အပြုံးသားအပြုံးလေးနဲ့အကိုလည်းတကယ်နစ်နစ်တသက်သဘောကျတဲ့အကြောင်းဆိုတခါသေးကြတော့လေ language ရှိတော့ဖော်ပြလို့ရတာပေါ့။ 颗心被你占据，无时无刻不在想。အော်အလက်စ်ကအခုလက်ရှိတော့လက်စားတချင်းလေးဇာတိုက်ထွက်ဖို့တော့လုံနေရပေါ့နော်အလက်စ်ကတချင်းကိုတရေးစရာတွေလည်းအပ်ထားတယ်ပြီးတော့ အော်ဘောနော် LS တေးဆရာတွေနဲ့မတူညီတဲ့တေးဆရာတွေနဲ့ငါပုံအပ်ထားတယ်ဘောနော်အဲ့ဒါလေး LS ထွက်ဖို့လောက်ထားတယ်တချင်းတွေတော့အတန်သွင်းလို့ပြီးတလောက်လေးတော့ရှိပြီဘောနော် music video ရိုက်ဖို့ဘာညာအဲ့လိုမျိုးလေးတော့ပြင်ဆင်နေရလေးတော့ရှိပါတယ်မြန်မာတချင်းတွေပဲဘောနော်အဓိကတော့မြန်မာတချင်းတွေကိုဒီဘောနော်အခု trend ဖြစ်နေတဲ့တေးဆရာလေးတွေ LS သဘောကျရတဲ့တေးဆရာလေးတွေဘောနော်သူတို့တွေကိုပြီးတော့ပြီးတော့ senior ကျတဲ့တေးဆရာတွေ LS အပ်ထားပါတယ်ဟုတ်ဟုတ်ပြီးတော့ကိုကြိုက်တဲ့တချင်းတော့ပုံမှန်တိုင်းလေး cover song လေး ဆိုဖြစ်တယ်ပေါ့နော်ဘာသာပြန်ကိုကိုဘာသာပြန်ထားလေးလည်းတော့များတယ်ပေါ့နော်လို့ပဲကိုကိုတက်ကြွတဲ့ language ကိုကိုကြိုက်တဲ့ခြင်းလေးတွေဘာသာပြန်ပြန်ပြီးတော့ဆိုထားတာလေးလည်းရှိပါတယ်တင်ပေးပါဦးမယ်ရှင်ဟုတ်ကဲ天的需要你爱我的心情 လောဆယ်အလစ်အာတာချက်တော့ဒါတော့ပြိဿပဲဆုံးဖြတ်ပေါ့နော်ခုမှတော့ဝါသနာအရင်ခံပြီးတော့ကိုယ့်လိုအပ်ချက်တွေဖြည့်တင်းနေရဲ့အချိန်ပဲရှိအောင်ဆိုတော့ vocal class လေးတွေအားရင်အားတလို့မှပတ်သက်ဖြစ်တယ်ပြီးတော့ less ရဲ့ဒီပေါ့နော်ဆိုတာပုံပြီးပြပင်အောင်ပုံပြီးတော့ထိရောက်အောင် less ဘက်က practice လုပ်ရမယ့်အပိုင်းလေးလုပ်နေရတော့ကြပြာစာလေးတွေများများလေးဖတ်တာတော့အဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးလေးလုပ်ဖြစ်တယ်ပေါ့နော်ဟုတ်အတကယ်လို့ကိုယ်အရင်မကျွမ်းကျင်တဲ့အပိုင်းဆိုရင်တော့ပုံပြီး professional ကြားရတဲ့သူ less က NM ပြီးတော့ကို ဘက်က training လုပ်တယ်ပေါ့เนาะအမအဲ့လိုမျိုးလေးတော့လုပ်နေရအသက်ချက်အနေနဲ့တော့ listener တော့အာ 哦နည်းနည်း language တို့များထက်နည်းနည်းလေးပိုတတ်တာပဲရှိမယ်ထင်တယ်အစိုးပိုင်းတော့အများကြီးလေးလာပြီးတော့စူးစမ်းနေသေးပါလေရှင်ဟုတ်ကိုရီးယားစကားကိုရီးယားစကားဆလာဟေဘောနော်ဒီချစ်ချင်းနဲ့ပတ်သက်တဲ့စကားဆိုတော့အရင်လပရလို့ခန်းစားရရပေါ့နော်အဲအချစ်ရှိရင်တော့ဘယ် language မှာအချစ်နဲ့ပတ်သက်တဲ့စကားဖြစ်ဖြစ်ပြောလိုက်ရင်လေအမတော်မတေးရောက်တတိယသွားလားမသိပါဘူးပြောတော့ချစ်ချင်းပြောကုန်တယ်ပေါ့နော်အဲ့လိုမျိုးလေးပါဟုတ်အဲ့ဒါလေးတော့လပရလေးကြိုက်တယ်ပေါ့နော်မဟုတ်ဒါတော့တက်ကြွနဲ့ပြင် ညာနဲ့ကြုံတလုံးပြောရတာပေါ့နော်ဟိုအမအများတန်းချစ်တယ်တခွန်းနဲ့ဆိုပြင်းပါလေနော် I love you လေးတို့ဘာညာဘာညာတလကဟိုအိုက်နီလေးတို့ပေါ့နော် I stay ရူတို့ပါတို့ပေါ့နော်အဲ့လိုမျိုးလေးအမလည်းပြောတတ်ပါတယ်မိန်းကလေးတွေကအဲ့လိုလေချစ်တယ်နော်ဆိုအမကြီးအပြုံးသားအပြုံးလေးနဲ့ အကိုလည်းတကယ်နစ်နစ်တက်တက်သဘောကျတဲ့အကြောင်းဆိုတခါသေးကြတော့လဲ language ရှိတော့ဖော်ပြလို့ရတာပေါ့ဒီနေ့ကတော့ Alaska Canada Plus ရဲ့ပေါ့နော်မိသားစုဝင်တဦးအနေနဲ့ Canada Plus ကနေပြီးတော့မြန်မာနိုင်ငံရဲ့တဦးသီးတော့ပေါ့နော် Premier League ကိုပြသခွင့်ရထားတဲ့ ဟိုဘာလို့ channel အနေနဲ့အဲ့လိုမျိုးလက်စကပွဲလာတက်ဖြစ်ပါတယ်ရှင်။မြန်မာနိုင်ငံကတူတဲ့ Premier League ပြသခွင့်ရတာဆိုတော့ကိုရီးလည်းဘာဖြစ် International ဒီ game တွေကိုအာဘာလို့ဒီ Premier League ကိုအချိန်နဲ့တပြေးညီကိုရီးလည်းဒီမှာ line အထင်ကောမရှိသေးဘူးကြည့်လို့ရတော့ဟိုဒီဟာဟိုအခစားချိန်နဲ့တက်တူတော့ဆိုရင်တော့ဒါအရင်ဝမ်းသာစရာကောင်းတဲ့ပတင်းပေါ့နော်။ဟုတ်။အလက်စကဒီ Canon Plus နဲ့ဆိုရင် Alex က2000 18ကလေးရလဲဆိုလက်တွဲလောက်လာတာဆိုအခုဆိုရင်9နှစ်9နှစ်တာကာလာရှိပြီ LSR ခဏ plus ပူတူတူနဲ့ခြာသိပ်ပေါ့နော်ရုပ်တလိုင်း9လိုင်းမှာ LSR program အသက်တွေအသက်တွေအများကြီးပေါ့နော်ပြီးခဲ့နှစ်ဆိုရင် LSR kids channel ရဲ့ LSR တခြင်းလဲဆိုထားပေးတယ်ပြီးတော့ music video လဲ LSR ရိုက်ထားတယ်ပြီးတော့အခုဆိုရင်လဲ LSR channel ရဲ့ activity အသက်လေးတွေသူတို့အများကြီးပြင်ဆင်နေရပေါ့နော် LSR အတူတူကလေးတွေကိုခြာပြဖို့အတွက်ပေါ့နော်ဟုတ်အဲ့ဒါလေးပြင်ဆင်နေပါတယ်ဟုတ်